အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့ဒီအားလုံးမင်္ဂလာပါ။မနေ့ညတုန်းက Bruno Fernandes ကဥရောပကထွက်ခွာဖို့အစီအစဉ်မရှိဘဲနဲ့ Saudi Arabia ရဲ့ကာလာမှုကိုပယ်ချခဲ့ပြီးတော့ Manchester United မှာထပ်နေဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့နောက်ဆက်တွဲအနေနဲ့ Saudi Club Ahila အသင်းကသူတို့ရဲ့ target တွေကိုလုံးဝလက်မလျှော့ဘဲနဲ့သူတို့ပြင်ဆင်ထားတယ်။အဓိကကတော့ဒါ FIFA ရဲ့ Club World Cup ပြိုင်ပွဲအပါအဝင် လာမယ့်ရာသီမှာအဟီတီခက်ကိုပြန်ကြိုပြီးချန်ပီယံဆုပလာရဖို့ရည်ရထားတယ်ဆိုတော့သူတို့ရဲ့နီးပြဟိုဂေဟေဆူးကိုပြီးခဲ့တဲ့ဧပြီလလောက်တည်းကအပီးတိုင် ထုတ်ပယ်ခဲ့ပြီးနောက်အခုလက်ရှိမှာနီးပြပြဖြစ်ဆီမိုနီအင်ဇာကီကိုခံလိုက်ပါတယ်ဆီမိုနီအင်ဇာကီရဲ့မိသားစုဝင်တွေကပြီးခဲ့တဲ့တပတ်တည်းကရီယက်ကိုရောက်ပြီးတော့ဒါအိန်ရှာရာဒီတခြားကိစ္စတွေကိုဆောင်ရွက်တယ်အဲ့လိုဆောင်ရွက်ရမှာမီလန်ကိုဗစ်ဆာဖေးရဲ့မိသားစုကကူညီခဲ့တယ် ရီယမာပဲစီမီနီအင်ဇာကီကိုအပီးတက်ဖို့ကြိုးပမ်းနေရင်ချန်ပီယံလိဖိုင်နဲ့အပီးမှာသူကလပ်ကထွက်ဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့နေရာမှာအင်တာမီလန်ဥက္ကရာကဒါသူတို့အသင်းကိုဒါဘယ်လိုပြောမလဲဆိုတော့ဆက်နေဖို့အင်ဇာကီကိုဖြောင်းပြပေးမယ်။အင်ဇာကီကတနစ်လောက်ခလာစာယူရို25တန်းနဲ့ဆိုဒီကလပ်အဟလာအသင်းကိုပြောင်းရွှေ့ပြီးဖြစ်တယ်။ဆိုတော့3နှစ်စာအတွက်ယူရို85တန်းအပြင်လက်မှတ်ထိုးကြီးခန်းစားခွင့်နဲ့တန်းတရာကြီးတရာကျော်ထိရမယ်။သူက ကလပ်နီးပြတွေထဲမှာလဆာအများဆုံးရတဲ့နီးပြတွေတွေကတယောက်ဖြစ်လာမှာဖြစ်တယ်။ဆိုတော့အဲ့နေရာမှာဒါဆီမူနီအင်ဇာကီကဘရူနိုဖနန်ဒက်စ်ကိုတပါတဲ့ခေါ်ဖို့ကြိုးပမ်းပေမဲ့ဒီစီစဉ်ပြက်ပြဲခဲ့တယ်။ဒါပေမဲ့လည်းသူတို့ဘက်ကမလျှော့ပဲနဲ့ဒါထေယိုဟနန်ဒက်စ်ကိုပါအပြစ်တက်လုပ်နေတယ်။အစီမီလန်အသင်းရဲ့ပြင်သစ်နောက်ခံစားမှာကလက်ရှိမှာဒါဖိုင်နယ်ဒက်ရှင်ချဖို့လိုအပ်တယ်။ ဆိုတော့ဒီကလပ်ကတော့ထေယူဟနန်ဒက်ကို82နှစ်တွင်းအပီးသက်ဒစီရှင်ရမယ်လို့ယုံကြည်ထားပြီးတော့မကြာမီမှာပြအပီးသက်ပြောင်းရွှေ့ဖို့တေချာတော့ဖြစ်မယ်လို့ဆိုထားတယ်သူတို့ဘက်ကတော့အပြောင်းရွှေ့တော့ပြောင်းရွှေ့ချေလောက်ခလာစာတန်း60ထိသူ့ကိုပေးထားတာဖြစ်တယ် AC Milan အသင်းကိုသူတို့ဘက်ကယူရို15တန်းထိပေးမှာပါ Theo Hernandez ကအစောပိုင်းတည်းကသူ Real Madrid ကိုပြန်သွားဖို့ဆန္ဒရှိတယ် ဒါပေမဲ့လေမတွေ့ကသူ့ကိုခေါ်ဖို့ထက်ဒါအသက်ပူငယ်ပြီးတော့သူ့ရဲ့ကစားမဟောင်းတယောက်ဖြစ်တဲ့ဒါ Everu Fernandez ကိုတန်း52တန်းတီပေးပြီးတော့ခေါ်ယူခဲ့တဲ့အတွက်ကြောင့် Fernandez ကအခုလက်ရှိမှာ Saudi Club ကိုပဲပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်။ဒါ final decision ရအချိန်ပိုင်းလေးစောင့်နေတာဖြစ်ပြီးတော့သူ့ရဲ့ contract ကဒါအခုလက်ရှိမှာတန်း60ထိရမှာဖြစ်ပြီးပြောင်းရွှေ့ချေက15တန်းဖြစ်တယ်။ဒီနေရာမှာ Saudi Club ကအခုလက်ရှိမှာဒါ ဒီနောက်ထပ်ကစားမတယောက်အနေနဲ့ Victor Osimhen ကို2028ခုနှစ်တွင်3နှစ်စာချုပ်နဲ့ထပ်ပြီးကမ်းလှမ်းပါတယ် Sorry Arabia Club ပဲဖြစ်တဲ့ Al Hilal အသင်းကဒီလက်ရှိဒါ နာပိုလီတိုက်စစ်မှုကိုလောက်ခလာစာတနည်းကိုယူရို58တန်းထိရှိတယ်။ကာလာမှုနဲ့ကာလန်ထားတယ်။ဒီကာလာမှုမှာလောက်ခလာစာထဲမှာ signing bonus တွေပါပြီးတော့သူ့ရဲ့ contract က3နှစ်ကိုယူရို142တန်းကျော်ဖြစ်တယ်။ဘူနိုဖရန်ဒက်စ်လောက်မများသည့်တိုင်အောင်သူက142တန်းကို3နှစ်ကျော်တွင်ရရှိမှာဖြစ်ပြီးတော့ Saudi Club အသင်းက ဒါနပိုလီတိုက်စစ်မှုဗစ်တာအိုစီမန်ကိုကမ်းလှမ်းထားတာဖြစ်တယ်။ဒါဗစ်တာအိုစီမန်အနေနဲ့အခုလောလောဆယ်မှာ final decision ချနေတယ်။သူ့အနေနဲ့သူ premier league club တွေကိုပြောင်းဖို့ဆန္ဒရှိပေမဲ့မနစ်ကလိုမျိုးပဲ ပြောင်းရွှေ့ခက်ခဲမယ်ဆိုရင်တော့ဆော်ဒီကိုရွေးချယ်သွားနိုင်ပွဲရှိပြီးတော့နာပိုလီဘက်ကလက်ရှိနေထားရာပြောင်းရွှေ့ချေတန်း90နဲ့80ကြားပေးခြင်းဘက်ကလတ်တင်းကိုဆိုထွက်ခွာခွင့်ပြုမယ်လို့ဆိုထားတယ်ဆိုတော့ဆော်ဒီကအခုလက်ရှိမှာဒါစီမိုနီအင်ဇာကီကို အာဟီလာရဲ့နီးပြအဖြစ်ခေါ်ထားပြီးတော့ထေယိုဟန်နန်တက်စ်နဲ့တစ်ပတ်ကအော်စီမန်ကိုရဖို့နီးစပ်လျက်ရှိတယ်ဒါပေမဲ့အော်စီမန်ရဲ့ final decision ကိုစောင့်နေသေးတာဖြစ်ပြီးတော့မှဒါဘရူနိုဖရန်တက်စ်ကိုတော့မရပေမဲ့ ထိတ်တန့်အပြောင်းရွှေ့တွေကိုဇက်တိုက်လုပ်တယ်အခုဆိုရင် sorry back ကခရစ်စတီယာနိုတို့ကိုပါတတ်တန်းတိုးပြီးတော့ PIF ကနေအာနာစာကိုဖြည့်တင်ပေးထားတယ်အာနာစာကအခုစာဒီယိုမာနီတို့အော်တာဗီယိုတို့တပတ်ကဘလူးဆိုဖီတို့အိုင်ဘရစ်လာပေါ်တို့ကိုရောင်းထုတ်ဖို့တောင်ပြင်ဆင်ပြီးတော့သွေးသစ်ပြန်လောင်းဖို့လုပ်နေတယ်ဒါပေမဲ့တေကြာတာတော့စီမီယိုနီအင်ဇာကီနဲ့ အာဟီလာအသင်းရဲ့အတောင်တင်းဆုံးအသင်းကိုတွေ့ရဖို့ရှိတယ်သူတို့ရဲ့ပထမဆုံးပွဲက Real Madrid နဲ့ Alonso နဲ့ကံပဲ Club World Cup ပွဲဖြစ်ပြီးတော့ဂျွန်ဆက်ခွန်မှာကံဖို့ရှိတယ်ဆိုတော့ဘာဖြစ်ဖြစ်ဒါတကယ်ကို တောင်တင်းတဲ့ Saudi Club အသင်းရဲ့အာဟလာရဲ့ဖြစ်တည်မှုတွေကိုတွေ့ရတော့မှာပါအားလုံးကျေးဇူးတင်ပါတယ်